ရနတူသားမေဂျာလီမှာကစားရင်မက်ဆီတက်ပူပြီးလွှမ်းမိုးနိုင်နိုင်မယ်လို့ပြောကြားလိုက်တဲ့ကမ္ဘာ့ဖလားကျယ်ပွင့်ဟောင်းဘော်ရုံပရိသတ်တွေကြားမှာအမြင်နဲ့စိတ်ဝင်စားစရာအကောင်းဆုံးຢာတွေတကတခုကတော့ကမ္ဘာ့အကြီးကျယ်ဆုံးကစားသမားတွေရဲ့အနာဂတ်ပါပဲလျိုနယ်မက်ဆီကအမေရိကန်မေဂျာလီကိုရောက်ရှိပြီးတဲ့နောက်လီးယပုံရိပ်ကိုကြီးကျယ်မြင့်တင်ပေးခဲ့ပါတယ်သူရဲ့ရောက်ရှိလာမှုနဲ့တူမေဂျာလီကကမ္ဘာ့ဘောလုံးလောကရဲ့အာရုံစိုက်မှုကိုပိုမိုရရှိလာခဲ့ပြီးအမေရိကန်မှာဘောလုံးရေပန်းစားမှုကိုဒဟုံတို့မြင့်တင်ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့အခုတော့ကမ္ဘာ့ဖလားချန်ပီယံအောင်တူက ခရစ်စတီယာနိုရော်နယ်ဒိုသာမေဂျာလိဂကိုရောက်ရှိလာခဲ့ရင်မက်ဆီထက်တောင်ပိုပြီးအကျိုးကျေးဇူးတွေဆောင်ကျင်းပေးနိုင်လိမ့်မယ်လို့ထူးထူးခြားခြားပြောကြားလိုက်ပါတယ်။ဒီမြင်ကဘောလုံးပရိသတ်တွေကြောင့်မှဆဲဝင်စားစရာငင်းပေါ့ပွေရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။1986ခုနှစ်ပြင်သစ်ကမ္ဘာပလာမဂျယ်ပွဲတွေဝင်လို့ထွန်းတောက်ခဲ့တဲ့မာဆယ်ဒီဇိုင်းလိကရနဒူကိုမေဂျာလိမှာမြင်ကျင်တယ်လို့ဖွင့်ရပြောကြားခဲ့ပါတယ်။သူက2026ခုနှစ်မြောက်အမေရိကမှာကျင်းပမဲ့ကမ္ဘာပလာပြိုင်ပွဲမတိုင်ခင်ရနဒူကမေဂျာလိကိုအဆင့်အစ်တစ်ခုစီကိုတွန်းပို့ပေးနိုင်လိမ့်မယ်လို့ကြံပြုခဲ့ပါတယ်။ဒါဟာလိအတွက်ကြီးမားတဲ့မြင့်တင်မှုတစ်ခုဖြစ်လာနိုင်ပြီးကမ္ဘာပလာပြိုင်ပွဲမတိုင်ခင်လိရဲ့အစိုးရကိုပုံမမြင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒီဇိုင်းလိက မက်ဆီယာအင်တာမိုင်ယာမီမှာကစားနေတဲ့အတွက်အမေရိကန်ဘောလုံးလောကပေါ်စိတ်ဝင်စားမှုပုံမှန်များပြားလာတာကိုအတိအမှတ်ပြုပါရယ်မက်ဆီရဲ့ရောက်ရှိလာမှုကအမေရိကန်မှာဘောလုံးရဲ့ရေပန်းစားမှုကိုတကယ်ပဲတိုးမြှင့်ပေးခဲ့ပါရယ်ဒါပေမဲ့ရော်နယ်ဒိုဟာစီးပွားရေးရာပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဒီဇိုင်းလိကခိုင်မာဆိုခဲ့ပါရယ်ဒါပေမဲ့ရော်နယ်ဒိုဟာစီးပွားရေးရာပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဒီဇိုင်းလိကခိုင်မာဆိုခဲ့ပါရယ်ဒီဇိုင်းလိကကျွန်တော်ခရစ်စတီယာနိုရော်နယ်ဒိုကိုအမေရိကန်မှာမြင်ကျင်ပါရယ်2026ကမ္ဘာဖလားကြောင်းပေါ့အရှိလေပိုင်းမှာကျင်းပခဲ့တဲ့ကမ္ဘာဖလားကိုကြည့်ပါဦး sorry ကတင်းနဲ့ golf အခုဆိုရင်ဘောလုံးအားကစားတွေကိုပါအသုံးပြုဖို့ဆုံးဖြတ်ခဲ့တယ်လို့ထောက်ပြခဲ့ပါရယ် ဆိုဒီကအားကစားကိုအသုံးပြုပြီးနိုင်ငံရဲ့ပုံရိပ်ကိုမြင့်တင်ခဲ့တယ်လို့အမေရိကန်ကလည်းရော်နယ်ဒိုကိုအသုံးပြုပြီးဘောလုံးရဲ့ရေမန်းစားမှုကိုပိုမိုကျေပြအောင်လုပ်နိုင်တယ်လို့ဒီဇိုင်းလိကမြင်ပါတယ်။ဒီဇိုင်းလိကဆက်လက်ပြီးရော်နယ်ဒိုကဘာတွေဆောင်ကျင်းပေးနိုင်မလဲဆိုတာကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ဆိုဒီကိုအကောင်းဆုံးကစားသမားတွေကိုခေါ်ယူခဲ့တယ်။ဒါကဘောလုံးကိုအာရှအိန္ဒိယတရုတ်ဖိလစ်ပိုင်ဗီယက်နမ်နဲ့အခြားနိုင်ငံတွေစီကိုပါရောက်ရှိသွားစီခဲ့ပါတယ်။ကျွန်တော်ရော်နယ်ဒိုကိုအမေရိကမှာအလားတူအကြောင်းပြချက်တွေတောင်းမယ်မြင်ကျင်ပါတယ်။သူကသူတို့မှမရှိသေးတဲ့ဘောလုံးယဉ်ကျေးမှုကိုယူဆောင်လာပေးမှာပါ။မက်ဆီကစွန့်အင်ကိုယူဆောင်လာပေးခဲ့တယ် ဒါပေမဲ့ရော်နယ်ဒိုကတော့စပွန်ဆာတွေဘောလုံးကိုစပွန်ဆာမပေးသေးတဲ့ကြီးမားတဲ့အမတ်တစိတ်တွေစီကစစ်မှန်တဲ့စိတ်ဝင်စားမှုကိုယူဆောင်လာနိုင်မှာပါလို့ရှင်းပြခဲ့ပါတယ်။ဒါရော်နယ်ဒိုရဲ့ကမ္ဘာလုံးဆိုင်ရာအမတ်တစိတ်တန်ဖိုးနဲ့စီးပွားရေးဆိုင်ရာတက်ရောက်မှုဘယ်လောက်ကြီးမားတဲ့ဆိုတာကိုပြသနေတာပါပဲ။ရော်နယ်ဒိုရဲ့ကြီးမားတဲ့ပရိသတ်အင်အားဆိုရှယ်မီဒီယာနဲ့လွှမ်းမိုးမှု ကွန်ပီစီကြော်ညာဆွဲဆောင်နိုင်စွမ်းဟာမက်ဆီတက်ပိုမိုကျယ်ပြန့်တဲ့စီးပွားရေးခွင့်လန်းတွေကိုမေဂျာလိအတွက်ဖန်တီးပေးနိုင်တယ်လို့ဒီဇိုင်းလိကယူဆနေပါတယ်။ရိုနယ်ဒိုရဲ့ကြီးမားတဲ့လွှမ်းမိုးမှုကဒါတွေကိုပိုမိုဖြစ်ပေါ်လာစေနိုင်တယ်လို့သူကမြင်ပါတယ်။အမေရိကန်မှာဘောလုံးကအခြားအားကစားတွေဖြစ်တဲ့ဘတ်စကတ်ဘောအမေရိကန်ဘောလုံးလို့တော့ရေပန်းမစားသေးတာကြောင့်ရိုနယ်ဒိုလိုကစားသမားတွေဦးရဲ့ပါဝင်မှုကဘောလုံးရည်ချင်းမှုကိုပိုမိုနဲ့ဆိုင်စီမှာအမှန်ပါပဲ။ဘယ်မေဂျာလိကလပ်မှာရိုနယ်ဒိုကိုခေါ်ယူဖို့ပူးပွင့်လင်းလင်းပြောဆိုတာမျိုးမရှိသေးပေမဲ့ သူ့ကိုခေါ်ယူတင်းနေဆိုတဲ့အမြင်ကိုကြွန့်ကြည့်သူအများအပြားကသဘောတူညီကြပါတယ် ESPN ရဲ့သုံးသပ်သူ Hajulis Gomez ကဗကြသိကင်ကပြောကြရမှာ Ronaldo ကမက်ဆီနဲ့တူအမေရိကကိုရောက်လာခဲ့ရင်ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကဒီလိကိုကြီးကြလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်ဒီအချက်က Ronaldo ရဲ့ပုံရိပ်ကဘောလုံးလောကကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကိုပြသနေပါတယ်လက်ရှိသတင်းတွေအရတော့ Ronaldo က Sorry Club Anasa အသင်းနဲ့လက်ရှိစာချုပ်ကတော့ဇွန်လမှာကုံဆုံးမှုရှိနေပါတယ်။တိုင်းပြည်သူကလာမယ့်ကလပ်ကဘာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့အသင်းသင်းကိုရေလိုစာချုပ်နဲ့ပူးပေါင်းနိုင်တယ်လို့လည်းကြံပြီးပြောဆိုမှုတွေရှိနေပါတယ်။ ဒီချက်ကလည်းရော်နယ်ဒိုရဲ့နာဂဲဟာမယင်မရသေးဘူးဆိုတာကိုပြသနေပါတယ်။မေဂျာလိကိုပြောင်းရွှေ့ဖို့ဖြစ်နိုင်ခြေကတော့ theory ရတာရှိသေးပေမဲ့ဖြစ်လာခဲ့ရင်တော့ league တကယ်ကိုကြီးမားတဲ့ပြောင်းလဲခြေတစ်ခုဖြစ်လာမှာပါ။ဒီတော့ရော်နယ်ဒိုဟာမေဂျာလိကိုတကယ်ပဲရောက်လာမှာလား။ဒါမှမဟုတ် sorry မှာပဲဆက်နေမှာလားဆိုတာကတော့ဘလုံးပရိသတ်တွေစောင့်ကြည့်ရမယ့်ရေးကြီးဆုံးကိစ္စတွေကတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကမေဂျာလိရဲ့အနာဂတ်ပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်မှာသိကြပါတယ်။မေဂျာလိယာမက်ဆီနဲ့တူအချိန်ယုံကောင်းနေပြီဖြစ်လို့ရော်နယ်ဒိုပါရောက်လာခဲ့ရင်တော့ဘလို့ချီနေမျိုးတွေဖြစ်ပေါ်လာမလဲဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ Liverpool score!